ရပါရှင်။ရွှေသိအော်ဒီဘုတ် channel မှာကြိုဆိုပါရစေ။ဒီ channel မှာက1981ခုကအစတင်ထုတ်ပေးခဲ့တဲ့ဒီကုလမဂဇင်းမှာဖော်ပြခဲ့တဲ့ယသဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။ဒီအစီအစဉ်ကိုပတ်စဉ်အင်္ဂါနေ့နဲ့တောက်ချနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရရှင်။ကျမတို့ရဲ့ရွှေသိအော်ဒီဘုတ် channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝတ္ထုကအမှတ်49

ား၃ယောက်မွေးဖွားပြီးနောက်တမီး၁ယောက်မွေးဖွားလာတော့အခါတမီး၏အမိကိုမိဘများကနိရုပမာဟု၍ချက်စနိုးမှဲ့ထားကြလေသည်။အိမ်တော်စု၌ယခင်ယခင်ကဤကဲ့သို့လှလှပပအနေတိတ်ပဲပြေဝရှိသော အမိနာမများမှဲ့ခေါ်သည်ကိုမိသည့်အခါကမှမကြားခဲ့ဘူးပေ။ယခုအချိန်ထိကနေမဟေရ်တီရာစသောနတ်ဒီဝေဒီဝရာတို့၏အမိနာမများကိုသာလျှင် မှဲ့ခေါ်ထားကြလေသည်နေရအချိန်တန်ကြာကာလကစပြီးနေရူပမာအတွက်အိမ်နောင်ယတာချထားပေးဖို့ကိစ္စကိုဆွေးနွေးလာခဲ့ကြသည်နေရူပမာဤဖခင်ရာမစုံဒရာသည်ဂျူသာပန်းသားရှာဖွေတော်လဲစိတ်ကြိုက်သူတို့သားကိုမတွေ့ဖြစ်နေသည်နောက်ဆုံး၌ကအထေကြီးပြည့်အိမ်နောင်စုတစ်ခုဖြစ်သောရာယဘဟာတူဤအိမ်နောင်စုမှတူဦးဒီတော်သားဖြစ်သူကို ွားတွေ့လေသည်ရာယဘဟာတူ၏မိဘဘိုးဘွားပိုင်းမိယာများနှင့်ဥစ္စာဒနများသည်ရာယဘဟာတူလက်ထက်တွင် ပြောင်းသလောက်ရှိနေပြီတို့ရာတွင်သူတို့၏မျိုးရိုးမှာဆွေကြီးမျိုးကြီးတွေကဖြစ်သည်မိန်းကလေးဘက်မှငွေတစ်ထောင်တစ်ထောင်ကျော်တင်ရမည်ဟု၍ယောက်ျားလေးဘက်ကအဆိုပြုလာသည်ရာမဆောင်ဒရာသည်ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲယောက်ျားလေးဘက်မှ တောင်းဆိုချက်ကိုလက်ခံလိုက်လေသည် ယခုလိုယောက်ျားလေးမျိုးကိုဘယ်နည်းနဲ့မှလက်လွတ်မခံသင့်ဟု၍စဉ်းစားမိသောကြောင့်ဖြစ်လေသည်။သို့တော်လည်းလက်ထက်မင်္ဂလာပွဲတင်ရန်ငွေကြေးကိုနီးအမျိုးမျိုးဖြင့်ရှာပွေပါတော့လေ။နောက်ဆုံးအချိန်ထိအစစ်မပြေဖြစ်နေလေသည်။ရောင်းတန်တာရောင်းပေါင်တန်တာပေါင်တော့လေငွေ6000 9000လိုနေလေသည်။မင်္ဂလာဆောင်ကလည်းနှိကက်လာပြီ။နောက်ဆုံးလက်ထက်ထိမ်းများမည်နှင့်ရောက်လာသည်။လူနီးသည့်ငွေကိုတယောက်က အတိုးမတန်တစားနှင့်ပေးမည်ဟုပြောထားတော်လဲအချိန်ကြာသောအခါအဆင်မပြေဖြစ်သွားလေသည်မင်္ဂလာမန္တအတွင်၌လှုပ်လှုပ်ရွာရွာဖြစ်လာကြသည်ကျွတ်စီကျွတ်စီဖြစ်လာကြသည်မျက်စိပြက်မျက်နှာပြက်ပြက်လာကြသည်သမီးရှင်ရာမစုံဒရာကရာယဘဟာတူအားရှ िख ိုးဥတည်လက်ထက်တဲ့အခမ်းအနားကိုတော့ဖြစ်မဖြစ်ပါနဲ့ပေးဖို့ကြံတဲ့ငွေကိုကျုံဆက်ဆက်ပေးပါမယ်ဟု၍ဂရိပေးလေသည်ရာယဘဟာတူက တ်တင်းတင်းပင်ပြန်ပြောလိုက်လေသည်ငွေအပြည့်မရပဲနဲ့ယောက်ျားလေးအနေနဲ့မတ်တက်ထဲလာကိုမလာနိုင်ဘူးရင်းအဖြစ်ဆိုကြအိမ်ထဲကမိမတတိုက်တငုံငိုတရေရေဖြစ်လာကြသည်ရင်းကန်ဆိုးမိုးမောင်ဤအခြေခံအကြောင်းရင်းဖြစ်သောသူတို့သမီးမမူလက်ထက်မင်္ဂလာအဝတ်အစားကိုဝယ်လျက်အစင်တန်းသားများကိုစင်ကနှစ်ဖူးတွင်စံတကူးမှုတ်တုပ်ပြီးမတုံမလောက်ထိုင်နေသည်ရောက်ခွမလောင် အိမ်တော်မိသားစုအပေါ်၌သူ၏ကြီးညိုချစ်ခင်မှုသည်တိုးပွားနေသည်ဟု၍ကပြောပြ၍မရပေထိုအခိုင်အကြောင်းအရာတစ်တစ်ခုထပ်မံပေါ်ပေါက်လာပြန်သည်ယောက်ျားကလေးသည်ရှောင်းတခင်သူဖခင်နှင့်ဆန့်ကျင်ဘက်ဖြစ်လာလေသည်သူဖခင်ကိုပြောလိုက်လေသည်အယောင်းအဝဲလောက်တာဈေးစစ်တာကျွန်တော်နားမလဲဘူးကျွန်တော်မင်္ဂလာဆောင်ရအောင်လာတာမင်္ဂလာဆောင်ပြီးမှပဲအိမ်ကိုပြန်မယ် အဖေလို့သူအကြက်တွေ့နေရပြီ။သူ့ရှေ့ရှေ့လူတချို့ကိုပြောလိုက်လေသည်။ဟောကြီးအခုခေတ်ယောက်ျားလေးတွေအဲ့ဒီအတိုင်းပဲ။မိဘလို့တဲ့လူတွေလက်နဲ့ရေးတာကို သူတို့ကခြေနဲ့ဖျက်ချင်ကြတယ်။မျက်စိကြီးနာကြီးတွေကလူနှစ်ယောက်သုံးယောက်ကသူတို့ဤထင်မြင်ချက်ကိုပြောပြကြသည်။ယခုခေတ်မှာဓမ္မကျမ်းဂန်နဲ့နေတိကျမ်းဂန်သင်အပ်လက်ကျင့်မှုဆိုတာလုံးလုံးမရှိတော့ဘူး။အခုလိုဖြစ်နေကြတာအဲ့ဒါကြောင့်ပေါ့။ လက်ရှိပညာသင်ကြားရေး၏အစိပ်ပွန်းနေသောအသီးအပွင်မိမိသားသမီးတွေ၌ပင်တီးပွင့်နေသည်ကိုတွေ့ရသောရာယဘာဟာတူသည်ဘာမှမတတ်နိုင်တော့ပဲလက်ပိုင်ချလိုက်ရလေတော့သည်လက်ထက်ပွဲတစုံတစ်ခုသောအတိုင်းတာအထိ အောင်မြင်ပြီးဆုံးသွားတော့လေမိသူမှပျော်ပျော်ပါပါမရှိကြအလုံးမျက်နှာမသာမယဖြစ်နေကြသည်ရောက်ခမအင်းတို့ထဲလိုက်ရမည်အချိန်ရောက်လာတော့အခါရာမစုံဒရသည် သူတမီနိရူပမအားယင်ဖြစ်အပ်ပြီးလျှင်မျက်ရည်မစင်နိုင်အောင်ဖြစ်နေလေသည်နိရူပမကမေးလိုက်လေသည် သူတို့ကတမီကိုဒီကိုလာခွင့်ပေးမပေးပါမလားအဖေဘာဖြစ်လို့မပေးရမှာလဲတမီရဲ့အဖေကိုယ်တိုင်တမီကိုလာခေါ်မှာပေါ့ ရာမစုံရရသည်သူသမီးထံမကြာခဏရောက်လာတတ်သည်သို့သောရာယဘာဟာဒူဒူဤအိမ်၌သူ့ကိုမြည်သူအားမှအဖက်မလုကြအိမ်ပေါ်အစီကံများကအစာသူ့ကိုမျက်နှာထားတင်းတင်းနှင့်ဆက်ဆံကြသည်တခါတရံအတွင်းဆောင်ဤအပြင်ဘက်၌တီးကြအခန်းကလေးထဲ၌ပင် သူ့သမီးနှင့်၅မိနစ်လောက်တွေ့ဆုံရပြီးလုံးဝမတွေ့ရပဲပြန်သွားရသည့်အခါလဲမနေတော့ပေခမိခမဲ့အိမ်၌ ယခုလိုအစောကမခံနိုင်တော့ပေ။ဘာပဲဖြစ်ဖြစ်ငွေအကြေပေးမည်။ဟူ၍ရာမစုံရရဆုံးဖြတ်ချက်ချလိုက်လေသည်။သို့တော့ယခုဥကောင်းပေါ်ပြစ်တင်နေသည့်ကျွေးဝင်တို့ဝန်ဘိုးကြီးကရုံထွက်ဖို့ရမင်းဖြစ်နိုင်မှု နီလမ်းမရှိဖြစ်နေလေရာ။နောက်ထပ်ငွေရအောင်မိသူမိဘုံကြံဖန်မည်နေ။အိမ်စည်းကိုပင်ခဲခဲရင်ရင်သုံးဆွဲနေရသည်။ကျွေးရှင်များမမြင်အောင် နေ့စဉ်နဲ့အမျှ ုံရှိုးခွေရှိုးနဲ့နေလာခဲ့ရတယ်။ရောက်ခမအိမ်နိုင်မှုနိရုပမာတဲ့သူ့ကိုစောင်းမြောင်ပြောနေသည်များကိုအမြဲလိုလိုကြားနေရသည်။သူမိဘအကြောင်းကြားရပန်များ၍မခံမရနိုင်ဖြစ်လာသည့်အခါများ၌အခန်းတကားပိတ်လျက်တယောက်တည်းမျက်ရည်ကိုအပေါ်လုံးနေရလေသည်။ရင်းအလုံးမှသူ၏နေစဉ်အလုံးဖြစ်လာလေသည်။အထူးအားဖြင့်ရောက်ခမမိမဖြစ်သူမှမူအမြဲတမ်း ြက်တောက်ပြက်တောက်လုံနေတတ်တယ်။အကယ်၍တစုံတစ်ယောက်သောသူကဘလို့ပုံမှန်လဲမသိဘူး။ချွေးမရဲ့မျက်နှာကိုလည်းတစိမ့်လောက်ကြည့်ပါအောင်ဟုပြောလျင်ထိုမိန်းမကြီးသည်ဘလို့ပုံမှန်ဖြစ်ရမလဲ။ဒီအိမ်မျိုးကလာတဲ့မိန်းမဒီပုံမှန်မျိုးပဲရှိတော့မပေါ့ဟုအပေါဆိုးမှုတ်တက်လေသည်။ရောက်ခမအိမ်၌ချွေးမလို့သူဤစားရေးဝယ်ရေးကိုပင်မျက်နှာလွဲခဲ့ပြစ်လှူထားကြသည်။အညာတာအတနာရှိသည့်အိမ်နီးနားချင်းတူအူကမနေနိုင်သဖြင့် မြေယူပမာဘက်ကရှေ့နေလိုက်သည့်အခါမျိုး၌အိမ်သူမိန်းမကြီးကတလောက်ကျွေးမွေးထားတာတော့လုံလုံလှပြီးဟူ၍ပြန်ပြောလေးရှိသည်ငွေအပြည့်ပေးလျင်သူ့သမီးကိုလည်းအပြည့်ကြည့်မည်ဆိုသည့်အတိတ်ပဲပင်ဖြစ်သည်ရောက်ခမအိမ်၌ချွေးမအားချွေးမတယောက်ဟူ၍အတိမတ်မပြူကြပေဤအင်ဂေဟာတို့လိန်လင်းလှပြပေးလာရောက်နေသူဟူ၍သဘောထားကြသည်သမီးဖြစ်သူထိုကဲ့သို့အစောကားခံနေရသည်ဟူသည့်တရင်သည် အဖေဖြစ်သူထံသို့လည်းရောက်သွားပုံရသည်ရာမစုံဒရသည်နောက်ဆုံး၌အင်ကိုပင်ရောင်းပြဖို့ကြိုးစားလေတော့သည်သို့သောရာမစုံဒရသည် သူသားများအားအိုးမဲ့အိမ်မဲ့ဖြစ်အောင်ကြံစည်စိတ်ကူးနေသည်ဆိုသည့်အကြောင်းကိုဖုံးဖိထားလေသည်အင်ကိုရောင်းပြီးထိုအိမ်၌ပင်အင်လာကပေးပြီးငှားနေမည်ဟု၍စိတ်ကူးလေသည်ထို့သောအင်ရင်မပြတ်နေပါကမိမိမသိမီအိမ်ရောင်းပြသည်ဆိုသည်ကို ตาများသိမြင်မဟုတ်ဟု၍တွက်ထားလေသည်တို့ရတွင်သူတို့ဖခင်၏အကြံကိုตาများသိရှိသွားကြသည်အားလုံးဖခင်အနာလာပြီးငိုကြသည်အထူးအားဖြင့်ตาကြီး၃ယောက်သည်အိမ်နောင်ရှင်များဖြစ်ကြသည်တချို့မှာตาသမီးများပင်ရနေကြပြီตาများဝိုင်းပြီးဆန္ဒပြကြသောအခါအခြေအနေတမျိုးတစ်ပုံပြောင်းလဲသွားသည်အိမ်ရောက်မိအစီအစဉ်ကိုရွှေ့ဆိုင်းလိုက်ရလေသည် အခြေအနေဆိုးလာသဖြင့်ရာမဆောင်ရသည်ငွေအနှဲငယ်ကို အတိုးကြီးကြီးနှင့်ချေးယူရလေသည်နောက်ဆုံး၌အိမ်သုံးစေးပင်မလောင်းမငှဖြစ်လာလေသည်နေရူပမာသည်ဖခင်၏မျက်နှာကိုကြည့်ပြီးအခြေအနေအားလုံးကိုသိရှိနားလည်သွားသည်ဖခင်အဖိုးကြီး၏စပင်ဖြူများပေါ်၌လွမ်းခြောက်နေသောမျက်နှာပေါ်၌အမြဲတမ်းဆိုးရွံ့နေသောအမူအရာပေါ်၌စင်ရဲ့ခြင်း တောကဖြစ်ခြင်းအရေးအယောင်သည်ပြပြတသားပင်ပေါ်လွင်နေလေသည်တမီဤရှိမောင်း၌ဖခင်ဖြစ်သူသည်အပြစ်ရှိသူဖြစ်နေလျင်ထိုဖခင်သည်သူ၏အပြစ်အတွက်နောင်တတဖန်ပူပန်မှုကိုဖုံးကွယ်ထား၍ရပါမည်လောရာမစုံဒရသည်ခမိခမဲ့အိမ်၌အမိန့်ကိုရယူပြီးအချိန်တခဏတာမျှတမီးနှင့်တွေ့ဆုံသည့်အခါ၌သူ၏အသေးနှလုံးဘယ်အတိုင်းတာထိ ကွဲဧည့်သွားရသည်ဆိုသည်ကိုသူဤဟန်ဆောင်အပြုံးနှင့်ပင်သိရှိနားလည်နိုင်ပေသည်သူဖခင်ဤကြေကွဲနာခြင်းနေသည့်စိတ်နှလုံးကိုတက်တာရရစေလိုသည့်ဇန္နာတသက်ဖြင့်နေရုပမာသည်မိဘအိမ်ပြန်လိုသည့်စိတ်ဆန္ဒဖြစ်ပေါ်နေသည်မှာရဲ့အတန်ကြပြီဖခင်ဤလွမ်းချောင်းနေသောမျက်နှာကိုတွေးမြင်နေရသည်ဖြစ်၍နေရုပမာသည်ယခုအခါတွင် ဖခင်၏အဝေး၌မနေနိုင်တော့ပေ။တနေ့တွင်ဖခင်အားအဖေသမီးကိုအိမ်ခေါ်သွားပါလားဟုပြောလိုက်လေသည်။ဖခင်ကပြန်ပြောသည်။အေးကောင်းပြီ။တို့ရတွင်ထိုကိစ္စသည်သူတတ်နိုင်သည့်အရာမဟုတ်ပေ။မိမိသမီးအပေါ်၌ရှိသောဖခင်၏မွေးရပါတဘာဝအခွင့်ရေးသည်ဖခင်သည်လက်ထက်မင်္ဂလာကြီး၏အစာ အပေါင်ပစ္စည်းအဖြစ်ပေါင်နှံထားရလေသည် တခြားမပြောနဲ့သမီးနဲ့တွေ့ဖို့ရန်အတွက်ပင်မဝို့မရေတရောင်းစားတောင်းတောင်းရရှာလေသည်တခါတရံနိုင်မှုတွေ့ခွင့်မပေးသဖြင့်ဒုတိယကျင်းထပ်ပြီးတွေ့ခွင့်မတောင်းရဖြစ်နေရှာလေသည်သို့သောသမီးကိုယ်တိုင်မိဘအိမ်ပြန်လို့သည့်ဆန္ဒဖြစ်ပေါ်နေသည်တွင်ဖခင်ဖြစ်သူသည်သမီးကိုအိမ်သို့ခေါ်မသွားဘဲနေနိုင်ပါမည်လောထို့ကြောင့်ခမီးခမတ်တို့ထံ ထိုကိစ္စနဲ့ပတ်သက်၍လျှောက်လွာမတင်မီရာမစုံဒရသည်မြည်၍မြည်မြအောက်ကျုပ်ပြီးမြည်၍မြည်မြအစောကားခံပြီးမြည်၍မြည်မြအဆုံးရှုံးအနစ်နာခံပြီးငွေ3000ရအောင်စုရသည်စုချင်းဤတမိုင်းအထုပ်ပတ်ကိုမူလွှဲဝယ်ထားခြင်းသာလျှင်အကောင်းဆုံးဖြစ်ပေလိမ့်မည်ငွေစက်ကူများကိုလက်ကင်ပေါ်အဖြစ်ပတ်ပြီးလျှင်ထိုငွေတို့ကိုမျက်နှာသုံးဆောင်အနာစားဖြင့်ထုတ်လျက်ရာမစုံဒရသည် ခမီးခမတ်အိမ်သို့လာခဲ့လေသည် အစပထမ၌မူမရေချင်းရေချင်းရေပြီးရေရေးရွာရေးများကိုစပြောလေသည်ဟူရီခရစ်ရှနာ၏အိမ်တခိုးခိုးခံရပုံကို အစဆုံးပြောပြလေသည်နုဝိမာမဝါနှင့် ရာဒမာတဝညီကိုနှစ်ယောက်ကိုတယောက်နဲ့တယောက်နှိုင်းရှင်ပြီး အသိဉာဏ်ပညာစိတ်နေသဘောထားနဲ့ပတ်သက်၍ရာဒမာတဝကိုချီးကျူးလျက်နုဝိမာတဝကိုရှုံးချလေသည်မြို့ထဲတွင် ယောဂသစ်တစ်ခုဖြစ်ပွားခဲ့ရာထိုယောဂသစ်နှင့်ပတ်သက်၍တွေ့ရသမျှအစံပြကိုလည်းပြောပြလေသည်ထို့နောက်တပတ်ကလေးကိုတနေရာတွင်ထားလိုက်ပြီးစကားမဆက်ပြောသည့်အနေဖြင့်"အော်အင်းခမည်းကိုပေးဖို့ငွေကြံသေးတယ်နော်။အင်းကထွက်လာမယ့်လောက်တုန်းကတော့အနေချင်းယူလာမယ်ကြံပါသေးတယ်။ဒါပေမဲ့ထွက်လာတဲ့အခါကျတော့လုံးလုံးသတိမရဘူး။အသက်ကလည်းမငယ်တော့ပဲကို"ဟူ၍နေတဲ့အရှိကြီးချီပြီး နံယူသုံးယောက်နဲ့တူသောထုံငွေဆက်ကူသုံးရက်ကိုခရုမပြုသည့်ပုံစံမျိုးဖြင့်အလွယ်တကူထုတ်လိုက်လေသည်တထောင်နံငွေဆက်ကူသုံးရက်ထဲမြင်ရ၍ရာယဘာဟာတူသည်အဟာတိုက်ရေပြစ်လိုက်ပြီးနေပါစေအဲ့ဒီငွေခမားစီမှာပဲထားပါကြုံမလို့ခြင်းဘူးဟုပြောလိုက်လေသည်အခြေအနေရမို့သမီးကိုအိမ်ပြန်ထည့်လိုက်ဖို့ရန်ပြောဝန်စရာအကြောင်းမရှိတော့ပေသို့သောရာမစုံရသည်ငါအတွက် ယခုအချိန်ခါသည်မဝုံမရေဖြစ်နေရမည့်အချိန်ခါမဟုတ်တော့ဟု၍တွေးမိလေသည်နှလုံးနာလုံးလှသည်ဖြင့်အတန်ကြာစကားတခုံးမှမပြောဘဲတိတ်တဆိတ်ထိုင်နေလေသည်ထို့နောက်တအောင်ကြာလာမှအလွန်ချိုသာနှိမ့်ချသောအသံဖြင့်ထိုစကားကိုစလေသည်ထို့အခါရာယဘဟာတို့သည်ထွေထွေထူးထူးအကြောင်းပြမနေတော့ဘဲဒဲတို့ပင်ပြောလိုက်လေသည် အခုခေါ်သွားလို့မဖြစ်သေးဘူး။အင်းမျှသာလင်းပြောလျက်အလုပ်တစ်ခုလုပ်ရရှိသည်ဆိုပြီးအပြင်ထွက်သွားလေသည်။ဂရမစုံဒရသည် သမီးကိုမျက်နှာမပြတော့ဘဲတုံတုံရင်ရင်ဖြစ်နေသည့်လက်ဖြင့်ငွေဆက်ကူများကိုမျက်နှာတုပ်ပဝနာဖြင့်ထုတ်ပေးလျင်အိမ်တန်းပြန်သွားလေသည်။ငွေအကျေပေးပြီးသမီးနဲ့ပတ်သက်တဲ့ဖခင်တဦးရဲ့အခွင့်အရေးကိုပြန်မရမချင်းသူတို့အိမ်ဘယ်တော့မှမသွားဘူး။ဟူ၍လေစိတ်ထဲကအဆုံးဖြတ်ထားလိုက်လေသည်။ နေရပောင်းများစွာကုံဆုံးကြုံလွန်လာခဲ့သည်နေရူပမာသည်လူတစ်ယောက်ပြီးတစ်ယောက်လှုပ်ပြီးသူ့ခခင်ကို အခေါ်ခိုင်းနေသည်သို့တော်လည်းရာမစုံရာတယောက်သူ့ခမီးခမက်အင်းရောက်မလာသည်မှကြားပင်မိမိဖခင်ကိုမတွေ့ရသည်မှကြားပြီးဖြစ်၍နေရူပမာသည်စိတ်ပင်ပန်းလွမ်းလျှနေလေသည် သူ့ဖခင်တန်းလူလှုပ်ပြီးအခေါ်ခိုင်းလဲမခိုင်းတော့ပင်ထိုအခါဖခင်သည် ုံမုံစိတ်ထိတ်ခိုက်သွားလေသည်သို့တော်လည်းသူ့သမီးကိုတွားမတွေ့ပြီတတင်းကျွလာရောက်လာပြီရာမစုံဒရာကပြောသည်ဒီတခါဖះပွဲမှာသမီးကိုဆက်ဆက်တွားခေါ်မယ်မခေါ်နိုင်ရင်တော့ငါအလွန်တင်းကျပ်ခိုင်မာသည့်ဗရိညင်စကားကိုထုတ်ဖော်ပြောကြလိုက်လေသည်ဒုရကဖះပွဲပြစ်စမနေ၌ရာမစုံဒရာသည်မျက်နှာတုပ်ပေါ်ဝအနာစားဖြင့် ဝေဆက်ကိုကိုထုတ်ပေးလျင်သူသမီးထံသွားရန်ပြင်ဆင်လေသည်ထိုအခိုင်းငါးနှစ်သား၍မိကလေးတယောက်ကသူ့အနာပေါက်လာပြီးပြောလေသည်ပပတားဖို့ကားလေးသွားဝယ်မလို့လားခလေးသည်ရောဘာပိန်တက်လက်တွန်းလေးကလေးကိုစီးပြီးအပြင်ထွက်ချင်းသည့်ယောဂါဆွဲကပ်နေသည်မှာကြာပြီသို့တော်လေသူ၏အလိုဆန္ဒကိုမိသူကမှမယူမပြုကြပေတဖန် 6နှစ်အရွယ်မိမကလေးတယောက်ကပေါ်လာပြန်ပြီးဘဘဖျားဝဲသွားဖို့တမိမအဝိစားကောင်းကောင်းထဲမှမရှိဘူးအကုန်လုံးအဟောင်းကြီးပဲဟူ၍ငိုပြောလေသည်ရာမစုံဒရာသည်ထိုအရာအားလုံးကိုမသိမဟုတ်သိသည်ထိုပြဿနာများကိုလည်းမိတို့မိဘုံ ဖြေရှင်းရမည်ဆိုသည်ကိုလည်းအမြဲလိုလိုစဉ်းစားစိတ်ကူးနေမိသည်ထို့ပြင်ရာယဘာဟာသူ၏အိမ်မှဖျားပွဲအတွေ့ ဖိတ်မှန်တကပြူပါကမိမိဤချွေးမာများအနေဖြင့်တာမန်ယခုလိုဝတ်နေကြဝတ်စားတဲ့သားများဝတ်စားပြီးပေးမှကဲမှစားရမည်စင်ရသားအသွေမျိုးဖြင့်တွား၍တင်းရော်ပါမည်လားဟူ၍လေအကြံအိုက်နေလေသည်ရင်းပြဿနာအလုံးကိုစဉ်းစားစိတ်ကူးရင်းရာမစံဂရသည်တပြင်းရှိကြီးကိုဟင်းကနေချနေရလေသည်တို့ရရင် ်ရင်းတို့မတွေးနိုင် မမျိုးနိုင် ဖြစ်နေရသည့်အတွက်သူဤနှဖူးပြင်၌တုံချောင်းကြီးများပေါ်လာသည်မှတပါတခြားဘာအကျိုးထူးတရားမှဖြစ်ပေါ်မလာပေဆင်ရဲခြင်းဖြင့်ယိုယွင်းပျက်စီးနေသော သူ့အိမ်ဤငိုတံကိုနားဖြင့်တည်ဆောင်လာပြီလျင်ရာမစုံရရသည် ခမီးခမဲအိမ်သို့လာခဲ့လေသည်ယနေ့ရာမစုံရရသည်တုံ့ဆုပ်ခြင်းအလျင်းမရှိတော့ပေဒရဝံနှင့် အိမ်ပေါ်များအိမ်မျက်နှာကိုလည်းရခင်ကားကဲ့သို့မဝော့မရဲကြီးသည့်အကြည့်မျိုးဖြင့်မကြည့်တော့ပေယခုတစ်ခါထိုအိမ်သို့ရာမစန္ဒရဝင်လာသည်မှာကိုအိမ်ထဲဝင်လာသည့်အတိုင်းပင်ဖြစ်သည်အိမ်ထဲရောက်လာသောအခါရာယဘဟာတူအပြင်ထွက်သွားကြောင်းကြားရသည်အချိန်တန်ကြာမျှစောင့်နေရလိမ့်ဦးမည်ရာမစန္ဒရအငြိမ်မနေနိုင်တော့ပေသမီးနှင့်တွေ့လေသည် ပီတိမျက်ရည်များရှမ်းကြလာလေသည် အဖေကလည်းငိုသည် သမီးကလည်းငိုသည်ဘသူပါဇက်ကမှစကားတခုံးမထွက်မလာပဲရှင်တို့အားဖြင့်အချိန်အနည်းငယ်ကြာသွားသည်အချိန်အတော်ကြီးကြာသွားပြီးသည့်နောက်မှရာမစုံရာကပြောလိုက်လေသည်ဒီတခါတော့သမီးကိုခေါ်ပြအောင်ခေါ်သွားမယ်မခေါ်နိုင်ကြအကြောင်းမရှိတော့ဘူးထိုအခါရာမစုံရာ၏ဒါကြီးဟရမိုဟန်သည် သူ့သားငယ်လေးနှစ်ယောက်နဲ့အတူမမျှော်လင့်မဲအိမ်ထဲရုတ်တရက်ဝင်ရောက်လာလေသည်အိမ်ထဲရောက်လျင်ရောက်ချင်းရာမစုံဒရအားအဖေဘလို့လှုပ်လိုက်တာလဲကျွန်တော်တို့တရောင်းစားလှုပ်ကြရတော့မှလားဟုမေးလိုက်လေသည်ရာမစုံဒရသည်ရုတ်တရက်ဒေါသထွက်သွားပြီလျင်ပြန်ပြောလိုက်လေသည်မင်းတို့အတွက်ငါကငရဲခံရမှလားမင်းတို့ငါ့ကိုမှန်တာလုပ်ခွင့်မပေးကြဘူးလားရာမစုံဒရသည်အင်ကိုရောင်းပြစ်လိုက်လေသည် အင်းရောင်သည့်အကြောင်းသူသားများမသိစေရန်လဲပြပြရိရိလှုပ်ထားပေသည်သို့တော်လည်းအံဩဖွယ်ကောင်းသည်မှာသူလျှို့ဝှက်ထားသည့်အရာကိုသူသားများသိရှိသွားကြသည်ထို့ကြောင့်ကိုကိုကိုမထိန်နိုင်လောက်အောင်ဝင်သူသားများကို သူဒေါသထွက်နေခြင်းဖြစ်သည်တားနှင့်အတူမြီးလဲပါလာသည်မြီးကလည်းသူ့အဖို့ဤဒူကောင်နှစ်ဖက်ကိုအတင်းလှုပ်ကိုင်းပြီးဦးကောင်မော်၍ဘဘတတကားကိုဟူ၍ ်မေးလိုက်သည်ရာမစုံဒရာသည်ဥကောင်းငိုက်ဆိုင်နှင့်ရက်နေလေသည်သူအဖိုးထံမှစကားပြန်မရသောအခါခလေးသည်နေရူပမာအနေပြေးသွားပေးလျင်ဒေါ်လေးတတဖို့ကားဝက်ပေးပါလားဟု၍ပြောလိုက်သည်နေရူပမာအားလုံးသိရှိနားလည်သွားပေးပြီးစိတ်ပောက်ပောက်နှင့်ပြောလိုက်လေသည်အဖေတကယ်လို့အဖေပတ်စံတပြားပဲဖြစ်ဖြစ်တမီးရောက်ခမကိုပေးမယ်ဆိုရင် သမီးအသက်ရှင်နေတာမြင်ရတော့မှမဟုတ်ဘူးလို့မှတ်လိုက်ပါ သမီးအဖေကိုကိုထိပြီးပြောလိုက်ပါတယ်အဲ့ဒီလိုမပြောရဘူးသမီးတကယ်လို့ငွေမပေးနိုင်ရင်အဖေဂုံတိတ်ခါလဲထိခိုက်မယ်သမီးလည်းမျက်နှာဖော်ရဲစရာမရှိတော့မှမဟုတ်ဘူးငွေမပေးတဲ့အတွက်ဂုံတိတ်ခါမထိခိုက်ပါဘူးငွေပေးမှသာဂုံတိတ်ခါထိခိုက်မယ်ငွေပေးမှသာမျက်နှာမဖော်ဝန်းစရာဖြစ်လာမယ်အဖေသမီးမှာဂုံတိတ်ခါမရှိဘူးလားသမီးဟာပတ်စံထဲတဲ့အိတ်တက်တက်ပဲလား ပတ်စံရှိနေတဲ့အချိန်ထိပဲတန်ဖိုးရှိနေမှာလားအဲ့ဒီလိုမဟုတ်ဘူးဖေငွေပေးပြီးအဖေသမီးကိုမစော်ကားချင်ပါနဲ့ပြီးတော့အဖေသမက်ကလည်းငွေမဲ့တဲ့လူသားမျိုးမဟုတ်ပါဘူးအဲ့ဒီလိုဆိုရင်သူတို့ကသမီးကိုအဖေတို့အိမ်လိုက်ခွင့်ပေးမှာမဟုတ်ဘူးမပေးလဲဘာအရေးဆိုင်စရာလို့တလဲအဖေလဲနောက်သမီးကိုလာမခေါ်ပါနဲ့တော့ရာမစုံဒရာသည်တုံတုံရင်ရင်ဖြစ်နေတော့လည်းဖြင့်ငွေဆက်ကိုထုတ်ထားသောညနေတုပ်ပွားကို ပခုံးပေါ်တင်ပြီးလျင်တဖန်တခိုးတူကဲ့သို့တခြားသူများမမြင်အောင်ပုံရှိုးွယ်ရှိုးသူ့အိမ်သူပြန်သွားရပြန်လေသည်တို့ရတွင်ရာမစုံဒရငွေတုပ်ပိုက်ပြီးလာသည့်အကြောင်းသူသမီးကကန့်ကွက်သည့်အတွေ့မပေးဘဲပြန်သွားရသည်ဆိုသည့်အကြောင်းသည်မြုပ်ွယ်၍မနေပင်အယားယာပါကျင်သည့်အိမ်ပေါ်မှတယောက်ကအလုံးချောင်းနှားထောင်ပြီးအိမ်ရှင်မဖြစ်သူမိမကြီးအားအကြောင်းစုံကိုပြန် တတော်ဦးတင်လိုက်လေသည်အကျိုးအကြောင်းသိသွားသောအခါနိရုပမာ၏ရောက်ခမမိမကြီးသည်ရန်ပုံမိကြဒေါသအိုးပောက်ကွဲလေတော်သည်နိရုပမာအတွက်သူ၏ရောက်ခမအိမ်သည်စူးအပြည့်ရှိသောအိမ်ယာနေရာဖြစ်လာလေသည်တကြောင်မှာသူ၏ယောက်ျားသည် သူနှင့်လက်တက်ပြီးမကြခင်မှာပင် deputy magistrate ရာထူးအခန့်အချင်းခံရပြီးတရရတကြီးတို့ပြောင်းရွှေ့သွားလေသည် ။နောက်တစ်ចောင်းကလည်းသူနှစ်ပေါင်းသင်းဆက်ဆံလျင်သူတို့ဤသားတဏှတော်မှာစိုးရိမ်နေကြသည်။ယခုထတ်တိုးလာသည်မှာကသူမိဘအိမ်မှလူများနှင့် တွေ့ဆုံခြင်းကိုပိတ်ပစ်လိုက်လေသည်။နေရုပမာသည် သူမိဘအိမ်မှလူများနှင့်ပင်မတွေ့ဆုံရတော့ပေ။ထို့အတော်တွင်နေရုပမာသည် အတော်ပင်မမမကျန်းဖြစ်လာလေသည်ရင်းတို့မမမကျန်းဖြစ်ရသည့်အတွက်သူရခမမိမကြီးကိုကြီး ပြစ်ပုံချ၍မရပေ။နေရူပမာကိုယ်တိုင်ကလည်းကိုကိုခန္ဓာကိုယ်ကိုမျက်နှာလွဲခဲ့ပြစ်လှုပ်ထားသည်။တစောင်းမုံလနှင်းလွန်ကြသည့်အချိန်၌တညာလုံးခေါင်းရင်းတကားကိုဖွင့်အိပ်သည်။တညာလုံးစောင့်မချုံမဲအိပ်သည်။အစာအတောက်လည်းမမှန်ပေ။အိမ်ပေါ်များကတခါတရံနနက်စာယူလာဖို့မိလျော်နေတတ်ကြသည်။ထိုအခါများ၌လည်းနေရူပမာသည်သတိပေးသည်ဟု၍မရှိပေ။ သိလိုက်မသိပါသာနေလိုက်သည်မိမိသည်ဤ၌ကြီးကျုံဖြစ်သည် အစီအပါဖြစ်သည်သခင်သခင်မများဤငဲ့ညာတနာမှုဖြင့်အသက်ရှင်နေရသည်ဟူသောအသည့်သူတွင်လက်လက်ရှိုင်းရှိုင်းဝင်ရောက်ဂိမ်းအောင်နေလေသည်သို့သောရင်းအသည့်ရင်းအတွေးကိုလည်းအင်းရှင်မကြီးကလက်မခံပေတခါတရံစာရေးတော်ရေးနှင့်ပတ်သက်ပြီးချွေးမလုတ်သူမထုံတက်သေးလုံနေသည်ကို တွေ့ရသည့်အခါများ၌မျိုးသားသမီးမဟုတ်လားစင်ရဲသားအိမ်ကအစာအသောက်ကိုဘယ်ကြိုက်မလဲဟုငေါတော်တော်ပြောတတ်သည်တခါတရံ၌လဲရုပ်ပုံကိုလည်းကြည်ကြချက်မအောင်ဘလို့များဖြစ်နေတယ်လည်းမသိဘူးနေချင်းညာချင်းမိရှုထားတဲ့တစ်ကိုင်းကြောက်အတိုင်းဖြစ်လာတယ်ဟူ၍ပြောတတ်သည်တနေ့တွင်နေရူပမာသည်သူ၏ရောက်ခမမိမဖြစ်သူအားအလွန်နူးညံ့ပျော်ပြောင်းသောအတန်ဖြင့်ပြောပြလေသည်အမေ ကျမအဖေနဲ့ကျမအကိုတွေကိုတစ်ခါလောက်တွေ့ပြရစေခေါ်ပေးပါလားအမေတော်နောက်ထပ်မပြောနဲ့ကိုယ့်အိမ်ပြန်ခြင်းလို့ညံစင်နေတာမဟုတ်လားပြောပြလင်းမိသူမြယုံနိုင်စရာအကြောင်းမရှိပေမျက်ဖြူလန်သည့်နေကြမှပဲဆရာဝန်ကိုခေါ်သည်ထိုနေ့တွင်ပင်လင်းလူမမာအတွက်နောက်ဆုံးရှေးကူလိုက်ရသည့်နေ့ဖြစ်သည်အိမ်ကခြွေမှကွယ်လွန်သွားသည်ထူးထူးခြားခြားခန္ဓာတိုင်းမိတ်စွာတကြုံလိုက်လေသည်ဖျားပွဲလှဲ့သည့် အခမ်းအနားနှင့်ပတ်သက်၍ရာယာကျောက်တွင်နာမည်ကြီးတကဲ့သို့ပင်ချွေမကိုမီးတင်းချိုသည့်ကိစ္စတွင်လည်းရာယာဘဟာတူ၏နာမည်သည်တဟုံတို့ထင်ပေါ်ကြော်ကြားသွားလေသည်ဤမြအဖိုးတန်ပြီးဤမြများပြသောစန္တကူသာထင်းပုံကိုယနေ့အထိမိသူမှမတွေ့မမြင်ဘူးပေရက်လေသပိတ်တုတ်သည့်အခါ၌လည်းပုံအောလိုက်လေသည်ရင်းကဲ့သို့ပြုလုပ်ဆောင်ရွက်ရန်မှာ တခြားပုဂ္ဂိုလ်များအနေဖြင့်လွယ်မည်မဟုတ်ပေ။ရာယဘာဟာဒူတို့သာလျှင်စွမ်းဆောင်နိုင်သည့်အရာဖြစ်လေသည်။ထိုကိစ္စများအတွေ့ကျွေးအတော်တင်သွားသည်ဟု၍ပင်ကြားသိရလေသည်။ရာမစုံကရရောက်လာသောအခါ၌ကသူသမီးကိုဘလောက်ကြီးကြီးကျယ်ကျယ်မိသိန်းကြိုလိုက်ကြသည်ဟု၍၎င်းသူသမီး၏ဇာပနာကိစ္စတွင်ငွေဘလောက်သုံးလိုက်ကြသည်ဟု၍၎င်း မဆားရဝါခမန်းပြောပြကြလေသည်ထို့အချိန်တွင်တဖြစ်သူ Deputy Magistrate ထံမှစာရောက်လာသည်စာထဲတွင်ယခုနေတဲ့နေရာမှာအိမ်လင်းငှားပြီးပြီးတခြားကိစ္စကိုလည်းစီစဉ်ပြီးပြီးဤလူပမာကိုအမြန်လှုပ်လိုက်ပါဟု၍ရေးထားသည်ရာယဘဟာတုကတော်ကစာပြန်လိုက်သည်တာသားအတွက်တခြားမိန်းကလေးတစ်ယောက်နဲ့စေးဆက်ကြောင်းလန်းပြီးပြီးသားခွင့်ယူပြီးအမြန်ပြန်လာခဲ့ပါ ယခုတစ်ကြိမ်တာဤလက်ထက်မင်္ဂလာပွဲ၌ရာယဘာဟာတူသည်ဝင်းနှစ်တောင်းလက်ထက်ကြီးရရှိသွားလေသည်တကူဤလက်ရွေးစင်ဝိထုများမှနားစင်ပေးတာကျေးဇူးတင်ပါတယ်ရှင်အခုဖတ်ပြပေးခဲ့တာကတော့ ဆရာပါတော်ကိုရေးသားတဲ့လက်ထက်ကြီးဆိုတဲ့ဝတ္ထုဖြစ်ပါတယ်ရှင်။ဒီဝတ္ထုကိုအမှတ်49ဂျွန်လာ1985ပြဖူးလာမကကြင်မှာဖော်ပြခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ရွှေသိန်း Audible Channel ကို Like and Subscribe ပြဖူးလေတောင်းဆိုပါရစေရှင်။ကျမစိတ်လှည့်ပါ။